Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီကျော်တို့ဆိုလာနဲ့ပေါ့နော်ဘက်ထရီကိုထိုက်ရိုက်သွင်းမယ်ဆိုလို့ရှိရင်ကျော်တို့ဘက်ထရီပြတ်နိုင်တဲ့အတွက်ကျော်တို့ဂျာမာပေါ့နော်ဒီဘက်ထရီကိုအဲခံပေးထားတယ်ကျော်ဆိုလာချက်ကွန်ထရိုလာပေါ့နော်အဲကပ်ပီလိုနီလေးကိုအလွယ်ကူဆုံးပီလိုနီလေးကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသမှာပဲဖြစ်ပါတယ်အဲ့တော့ကျော်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်တော့ဆုံးဒီလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေဒီတိုင်းတည်အောင်ကျော် channel လေးကို subscribe နဲ့ဒါပေးဖို့လည်းမြင်တိုင်းရက်ခါပါနော် ဒါဆိုလို့ရှိရင်စီစဉ်လေးကိုဆက်လိုက်အောင်เนาะအဲတော့ရေဦးဆုံးနေနဲ့ကျော်တို့ဒီမှာဒီဟီးစင်နှစ်ခုလိုမယ်ဗောနော်ဟီးစင်အဲနှစ်ခုလိုမယ်ပြီးတော့ခွန်ရှစ်တစ်နှစ်ဗောနော်ဒီ CD အဲဒီ IC regulator နှစ်ခုလိုမယ်ပြီးရင်တော့ကျော်တို့ဒီ 2.2k resistor တစ်လုံးလိုမယ်ဗောနော်အဲပြီးရင်တော့ကျော်တို့ 1k resistor တစ်လုံးလိုမယ် တက်ပြီးသွားရင်ကျွန်တော်တို့ဒီ LED ပေါ့နော်အဲ red LED တလုံးလို့မယ်အပြီးရင်1400ဒါရီအုံးတုံးလို့လို့မယ်ပေါ့နော်ပြီးတော့ရင်းဆုံးအနေနဲ့ဒီခွင်ရှိတဲ့နဲ့ပေါ့နော်ဒီ regulator IC ကိုကျွန်တော်တို့ဒီမှာ heat sink နဲ့တခါရဲ့ကပ်မယ်ပေါ့နော် ။ဟာပြီးသွားပြီဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်တို့ဒီခဲလေးတွေနဲ့ပေါ့နော်လိုက်ပြီးတော့ဒီကောင်လေးခဲတို့လွယ်ဖို့အတွက်လိုက်ပြီးတို့ထားမယ်ပေါ့နော်အရင်ဦးဆုံးနေနဲ့သာပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ IC ပေါ့နော်ဒီ regulator IC ရဲ့ pin number 3နဲ့အဲ3နှစ်ခုပေါ့နော်3နှစ်ခုကိုကျွန်တော်တို့အတူတူဆက်ပေးရမယ်။ ဒီမှာပေါ့နော်ဒီ share IC ကိုလည်းကျွန်တော်တို့ပင်နံပါတ်3ကိုပဲဆက်ပေးမှာပေါ့နော်အပိသားပြီဆိုရင်တော့ကျွန်တော်ပင်နံပါတ်2ပေါ့နော်အလဲပင်နှစ်ခုကိုလည်းကျွန်တော်တို့ဆက်ပေးရမယ်ဒီကောင်ကတော့အဲဒီအောက်ဘုတ် ground နဲ့ဒီ input ground ပေါ့နော် ground ကျို ground ပင်ပဲဖြစ်ပါတယ်မှာပေါ့နော်

အပြီးတော့ရင်1400ခွန်တိုင်းโอเคဒီအနောက်ကပင်ဒီမိုင်းနဲ့ပင်ပေါ့နော်ပင်2မှာဆက်မယ်ပြီးရင်ကတ်တုတ်ကနေဆက်ပြီးတော့ဒီ CD ပေါ့နော်ဒိုင်အောင်၃လုံးကို CD ဆက်ပေးရမယ်အဲ့ရနေမိုင်းနဲ့ထွက်ပေးမယ်ပေါ့နော်အပြီးတော့အရင်ဆုံးတော့ 2.2k resistor ရဲ့ဒီပင်တစ်ချောင်းကိုကျော်တို့ဒီနောက်ဆုံးပင်ဖြစ်တဲ့ပင်နံပါတ်3မှာတစ်ချောင်းဆက်မယ်ပြီးရင်ပင်နံပါတ်2မှာတစ်ချောင်းဆက်မယ်ပေါ့နော် အပြီးသားရေဆိုရင်တော့ကျွန်တော်တို့ LED ပေါ့နော် LED အနီရောင် LED ရဲ့ဒီအပေါင်းပင်ကိုကျွန်တော်တို့ပင်နံပါတ်3မှာစက်ပေးမယ်ပေါ့နော် အဲ့ပြီးတည်းခုနကတော့ဒိုင်ယုံကကြံခဲ့တဲ့ဒီကတ်တုတ်ပင်နဲ့ဒီအဲအနှုတ်ပင်နဲ့ပေါ့နော် LED ရဲ့အနှုတ်ပင်နဲ့ကို 1K နဲ့စပ်ပေးမယ်ဒိုင်ယုံကဒီအပြူဇက်ကလေးပါတဲ့ခြံပေါ့နော်ဒီကောင်လေးနဲ့ကိုပေါင်းစပ်ပေးမယ်တကယ်နော်စက်ကလေးကဒီဆောက်လုပ်ပြီးသားကြီးပေါ့နော် ။နောက်ပြီးသားရေဆိုရင်တော့ကျွန်တော်တို့ဒီဆိုလာဝင်ဖို့အတွက်ပေါ့နော်အပေါင်းပင်ကိုကျွန်တော်တို့ဒီမှာပင်နံပါတ်1မှာဆက်မယ်။ဆိုလာနဲ့ဝင်မဲ့အနှုတ်ကိုတော့ဒီ 1k နဲ့ဒီကတ်တုပ်ပင်နဲ့စုံနေပေါ့နော်။ဒိုင်ဟုတ်ကဲ့ကတ်တုပ်ပင်နဲ့စုံနေနေရာလေးကနေဒီ import miner ကိုထားပေးရမယ်ပေါ့နော်။ အပီးသားကြီးဆိုရင်တော့ဒီ output တော့ wire နှစ်ချောင်းလို့မယ်ပေါ့နော်ဒီချောင်းကတော့ကျွန်တော်ဒီအပေါင်းပင်ပေါ့နော်အပေါင်းပင်ကတော့ pin number 3မှာဒီဆက်ပေးမယ်ဒါကတော့ battery ယူသွားမယ့်နေရာပေါ့နော်အပေါင်းကဒီအနှုတ်ပင်ကတော့ကျွန်တော်ဒီ အဲဒီခုနကတော့ကျွန်တော်တို့ဒိုင်အုံးနဲ့ 1K နဲ့စုံခဲ့တဲ့နေရာပဲအနှုတ်ကဆက်မယ်ပေါ့နော်ဒီမှာကတော့အယောင်တူနေတီအောင်ထင်ရတယ်ပေါ့နော်ကျွန်တော်တို့ကလစ်မှာတော့အယောင်ခွဲထားပါတယ်ဒီနေရာကအနှုတ်ပဲဖြစ်ပါတယ် အဲ့တော့အရင်ဆုံးအနေနဲ့ဒီမှာဆိုလာကနေဝင်လာမဲ့ဘူးတွေကိုကြော်တစ်ချက်တိုင်းပြမယ်ပေါ့နော်ဒါဆိုလာကနေဝင်လာတဲ့ကျိုးနှချောင်းပဲဖြစ်ပါတယ်ဟောပေါ့နော်ဒါအပေါ့ဒီမှာနှုတ်ပေါ့နော်ပါဆိုလို့ရှိရင်ကျတို့18ပို့เนาะဆိုလာကနေဝင်နေတဲ့ပို့က18ပို့ဝင်နေတယ်ပေါ့เนาะ အဲ့တော့အကောင်ကိုကျတို့ကလစ်မှာတခါတည်းတွဲချိတ်လိုက်မယ်ပေါ့နော်ဒီမှာဒီအင်ဖို့နေရာမှာမှန်ပါတော့ဒီမှာကလေးချိတ်လိုက်ပြီဘက်တီးဒီဒီဆိုလာကနေဝင်နေပြီဆိုတော့လည်းဒီမှာမီဒီလေးကစပြီးတော့လင်းနေမှာဖြစ်တယ်အဲ့တော့ဒီမှာဒီ output ပေါ့နော် output ကိုလည်းကျတို့တစ်ချက်တိုင်းကြည့်မယ် မှဆိုလို့ရှိရင်14ဒသမ20 20ကျော်ပေါ့နော်ထွက်နေတယ်။ဆိုလာနေဝင်တာဖြစ်တဲ့အတွက်ဘိုးကတော့ဒီအောက်ဘူဘူတွေကအင်ဘူဘူတွေကြာရင်အောက်ဘူဘူတွေလည်းသူနည်းနည်းလိုက်ကြမယ်ပေါ့နော်။မှာ14.20ပေါ့နော် အဲ့တော့ကျွန်တော်ဒီမှာဘက်ထရီဘိုးတွေကိုအရင်တိုင်းကြည့်မယ်ပေါ့နော်ဒါကတော့ဘက်ထရီရဲ့ဘိုးပေါ့နော်စနစ်တမ64ဘိုးပေါ့နော်ဘက်ထရီကတော့အာမပြည့်တပြည့်လေးရှိနေတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဒီဘက်ထရီအားသွင်းကြည့်မယ်ပေါ့နော် ပြီးရင်တော့ကျွန်တော်တို့ဒီမှာအာသင်ကလေးကိုချိန်ပြီးသားပြီးဆိုရတယ်ဒီမှာကျွန်တော်တို့ဒီပို့အတိုင်းကြည့်မယ်ပေါ့နော်တိုင်းကြည့်ရခါမှာဆိုရင်စနစ်တက်သမား90ကျော်အထိတက်လာတယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုအားဝင်နေတယ်ပေါ့နော်မှ90 90 89ပေါ့နော်မှ80အတက်နေရနော် ဒါဆိုလို့ရှိရင်ဘက်ထရီကိုဘိုးဒိတ်က18ဘိုးဒါတိုင်းသွားတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့14ဘိုးတည်းနဲ့ပေါ့နော်ဘက်ထရီကိုအသင်းနေမှာပဲဖြစ်တယ်။အဲ့တော့ဘက်ထရီပျက်စီးမှာကိုလည်းအဲရေရှည်သုံးမဲ့လူတွေဆိုလို့ရှိရင်တော့ဘက်စီပျက်စီးမှာကိုပူစရာသိမ့်မလို့တော့ဘူးပေါ့နော်။ဒီမှာစနစ်တသမာ85အထိရောက်သွားပြီ။အဝင်မြန်ပါတယ်နော်။ အားဝင်နေတယ်เนาะတော်တော်လေးကိုရှစ်ဆရှိမဟုတ်လား69 90ဘူဟာတက်နေပေါ့เนาะခဏကြာတဲ့ခါမှာဆိုလို့ရှိရင်73.5 0.5ပေါ့เนาะ73.3 395ဘတ်သူတက်လာတယ်ပေါ့เนาะ ီအားပြည့်တာနဲ့အမြဒီကောင်ကအာဝင်နည်းနည်းနေသွားအောင်ပေါ့နော်အပီယာရော့သွားတဲ့အတွက်အာဝင်နဲ့နေသွားအောင်ဘာဆိုလို့ရှိရင်73.36မှာနော်အာဝင်နေပါတယ်အဲ့တော့ကြည့်ရှုအပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတူပဲတည်ရှိပါနော်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ကြပါမယ်ဘိုင်ဘိုင်